2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နာနေပိုင်းဂျိုရုကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မိုးလုံသအခြေအနေများကိုဆက်လက်လေ့လာခံမှန်းသတိပေးတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေကသတိပေးတင်ပြခဲ့တဲ့အတိုင်းခါမာဂီမုန်တိုင်းဟာဗီယက်နမ်နိုင်ငံကိုအဖြစ်စီးများစွာနဲ့ကျော်ဖြတ်ပြီးတော့ဒီကနေ့ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာတော့အောက်ပိုင်း လေပွေလိုင်းကစတင် ပြက်တယ်သွားတာကျွန်တော်တို့တိုင်းတာရရှိပေမဲ့လည်းအပေါ်ပိုင်းကို9000ထက်ကိုကြီးတဲ့အခါမှာတော့အပေါ်ပိုင်းပေ9000မြစ်မှာခါမာကြီးရဲ့လေဆိုင်ဝဲဟာဆက်လက်တည်ရှိပြီးတော့ဘင်္ဂလားပင်လယ်ကို ဖြတ်လာတဲ့အာရီဘီယန်ရေငွေ့ကခါမာကြီးမုံတိုင်းအဖျားနဲ့ဗမာပြည်ကို လှည့်ပြီးတော့ဝင်တယ်လို့ပဲအိန္ဒိယသမုတ်ပြာကလာတဲ့ရင်ငွေ့ကလည်းနောက်ထပ်တစ်ခါဖြစ်လာတဲ့မုံတိုင်းနဲ့အတူဖိလစ်ပိုင်ကိုထပ်မံပြီးတော့ဝင်ရောက်မဲ့နေတာရှိပါတယ်နောက်ထပ်24နာရီအကြာ9ရက်နေ့သင်္ကန်းနေ လောက်တဲ့အခါမှာတော့ပစိဖိတ်ဒေသကဖြစ်ပေါ်လာတဲ့မုံတိုင်းဟာဖိလစ်ပိုင်ကျွန်းစုကို အလဲပိုင်းအထက်ကနေပြီးတော့ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ခမန်းထားသလိုပဲဒီမုံတိုင်းဟာလည်းအင်မတန်မှာအဖြစ်ပြားများနိုင်တဲ့အနေအထားကိုလည်းကျွန်တော်တို့ခမန်းချက်တရားသတိပေးနေပါတယ်ဒီမုံတိုင်းရဲ့တက်ရောက်မှုနဲ့လေတုံးကအားကြောင့်လို့ဗမာပြည်အောက်ဖက်ချမ်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေအထားကျွန်တော်တို့ဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဆယ်ရက်နေ့တနင်္လာနေ့ရောက်တဲ့အခါမှာတော့ အထက်ပါမုံတိုင်းကဖိလစ်ပိုင်ကိုကျွန်းကိုဖြတ်ပြီးတော့ကျွန်တော်တို့ဟောင်ကောင်အနီးကနေပြီးတော့မှကုန်းတွင်းဝင်ရောက်မယ်လို့ခန့်မှန်းတွေ့ရှိရပါတယ်။ကောင်းပြီ။တစ်ချိန်တည်းပါပဲ17ရက်နေ့နိုဝင်ဘာလမှာဆိုလို့ရှိရင်တော့ဖိလစ်ပိုင်တောင်ဘက်လမ်းလမ်းကပစိဖိတ်သမုတ်တရားထဲမှာနောက်ထပ်လေးဆိုင်ဝဲတစ်ခုဖြစ်ပေါ်လာပြီးတော့ကျွန်တော်တို့မုံတိုင်းဖြစ်လာနိုင်တဲ့ အနေအထားကိုလည်းကျွန်တော်တို့စတင်ပြီးတော့စောင့်ကြည့်ရမယ်ကာလတစ်ခုလို့ပြောနိုင်ပါတယ်တနည်းအားဖြင့်ဆိုရင်ဒီ10ရက်အတွင်းမှာပစိဖိတ်ဒေသကလာတဲ့မုန်တိုင်းတွေဖိလစ်ပိုင်ဒေသကိုတိုက်ခတ်သွားသလိုပဲဆက်လက်လာရောက်မဲ့နေသားရှိတာကြောင့်မလို့ဒီနှစ်2025ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံဟာကန်ဆိုးမုန်းမောင် ကြတဲ့နိုင်ငံလို့တောင်ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။ကောင်းပြီ။ဟာမာကီမုန်တိုင်းဟာ ခုနှစ်ရက်နေ့တောက်ကြနေမှာဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံအရှိဘက်ချမ်းနဲ့အလယ်ဘက်ချမ်းမှာကြီးမားတဲ့မိုးရွာသွန်းမှုတွေဖြစ်ပြီးတော့ထိုင်းအစိုးရဌာနပေါင်းစုံကသူတို့ရဲ့လူမှုတွေကိုကူညီဖို့ကာဝယ်ဖို့အတိပေးကြင်ကြာခြင်းပြောင်းရွှေ့ခြင်းတွေအဆက်မပြတ်လုံးဆောင်နေရတဲ့သတင်းတွေကျွန်တော်တို့ကြားသိနေရပါထို့အတူပဲဒီကနေ့စနေနေ့ရှိရနေမှာရောက်တဲ့အခါပါတော့ မုံတိုင်းရဲ့အဖျားဟာဗမာပြည်အแทးကို ရောက်ရှိလာပြီးဖြစ်တဲ့တကြောင်မလို့မြမာပြည်နေရာဒေသအချို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အခြေအနေကိုသတိပေးတင်ပြပါဖြစ်ပါတယ်အဲ့ဒီဒေသတွေကတော့နေပြည်တော်ပြည်ဖြူဂျာမာရှိတဲ့ဒေသကြီးဟာမိုးရေကြီး20မီလီမီတာသို့မဟုတ်လေးလမနီးပါးအထိ ရုပ်တရက်ရွာသွန်းနိုင်တဲ့နေသားဖြစ်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့2025ခုနှစ်မှာရေမြုပ်တယ်ဆက်ရုံနေပါရေအောက်ရောက်သွားတဲ့ဒေသဖြစ်ပါတယ်အထူး3ပေးလိုက်ကြပါတော့အတူပဲမူပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုမဲဆောက်ကအထက်ဒေသမှာလည်းအင်မတန်မှ မိုးတိထန်စွာရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ရတော့ကြောက်မလို့ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တောင်ပေါ်ဒေသတွေကစစ်ပေးရှောင်လူမှုတွေအတွက်အထူးသတိပေးကြဖို့ဒီနေရာကနှစ်တာရခတ်ပါတယ်ထို့အတူပဲဒီကနေ့မန္တလေးတိုင်းရှမ်းပြည်နယ်အေရာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်အောက်ပိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးများနိုင်တယ်လို့ပဲသတင်းလာဤတိုင်းမှာလည်းနေရာကျင်းချင်းမှာနေရာစိစိဆက်လက်မိုးရွာမှာဖြစ်ပါတနင်္ဂနွေနေ့ ရောက်တဲ့အခါမှာတော့တိုင်းနဲ့ပြည်နယ်နေရာအနှံ့အပြားမှာ နေရာစိစိမှနေရာကျဲကျဲမိုးဆက်လက်ရွာနိုင်ပြီးတော့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲနေပြီးတော့ပဲခူးတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ရန်ကုန်တိုင်းအေအော်ဒီတိုင်းရှိကြပဲခူးတိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့ မိုးအနှဲငယ်များနိုင်တဲ့အနေဓာရှိပါတယ်။အဲလာမယ့်တနင်္လာနေ့ဆယ်ရက်နေ့မှာတော့နေပြည်တော်နဲ့ရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးနှင်းငယ်များနိုင်ပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်ရာတွေမှာနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးနှင်းငယ်ရွာနိုင်ပါလေထို့အတူပဲနောက်ထပ်လာမယ့်မုန်တိုင်းကတော့အရှိန်ဟုန်ပြင်းစွာနဲ့တဖြည်းဖြည်းဖိလစ်ပိုင်ကိုကျော်ဖြတ်ပြီးတော့ ်ဟောင်ကောင်တဲကိုဝင်ရောက်မယ်ခမန်းပြီးတော့ဒီဟောင်ကောင်ကတက်လာတဲ့ရင်ငွေတွေကဗမာပြည်ကိုဆက်လက်ပြီးတော့ရင်ငွေပို့ဆောင်တဲ့အနေထားကြောင့်မလို့ဒီနေ့ဆောင်းတွင်မှာမြန်မာပြည်အောက်ပိုင်းဟာမိုးမပြတ်သေးတဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဆောင်းရည်လုံငန်းများ မစတင်နိုင်သေးပါဘူးထို့အတူပဲကျွန်တော်တို့ထူးခြားချက်တွေရှိလို့ရှိရင်လည်းဆက်လက်ပြီးတော့မိတ်ဆွေများကိုမျှဝေနိုင်ရန်အတွက်ကျွန်တော်တို့ YouTube channel ကို share လုပ်ပြီးတော့အတန်း file နဲ့မျှဝေမယ်ဆိုလို့ရှင်တော့ကိုသက် train နိုင် Telegram ကနေတော့ download လုပ်ပြီးတော့မျှဝေပေးကြပါခင်ဗျာကျေးဇူးတင်ပါ